ကောင်းတာလေးတွေပဲကိုလူကျင်တာပေါ့နော်လူကျင်တဲ့ခါကျတော့အဲ့ဆန်နှုံးနဲ့အတက်နိုင်ဆုံးကြိုက်တဲ့လူကို choice လုပ်တာပေါ့နော်အဲ့မှာ तू ကကန်ကောင်းထောက်မှဆိုတာအဲ့အဲ့လိုကလည်း Facebook မပေါ်သေးဘူးပေါ်ကျွန်တော်လည်းသူပြောတယ်ဘာသာ Facebook မပေါ်သေးတော့ Facebook လို့ပြောအဲဖွေရနေရသေးဘူးလေသူ့ပဲမြင်ဘူးတော့သူ့ပဲသိမှာဒီဘက်ကလို့ဖွေရနေရပြီဆိုတော့ကျွန်တော်လည်းစဉ်းစားမှာပေါ့ငါအလောက်တိနေလန်းတာမရဘူးဒိုးလိုက်တော့ဘာမို့လို့လေအခုဒီဘက်ကလို့ကုန်ကြစင်းနေသူတော်တော်ဆောင်ပြပါမို့တော့ ိုက်တော့တော့ဒါကိုယ့်ရဲ့ trainer စာလဲပေါ့နော်ဒါသူ့ကိုလည်းအဲဟိုပါပေါ့အရင်မခံနိုင်အောင်မှာကို့အနေနဲ့ကိုနိုင်တဲ့ဝင်နဲ့အလက်စားလောက်ဆောင်ပေးခြင်းနဲ့ပေါ့နော်အဲဒါကြောင့်ပတ်စံဆိုးတာမင်္ဂလာဆောင်မှု9နှစ်လောက်ကြာတာဆူဆူဆူပြီးတော့အဲပြီးတော့မှတကယ်တော့လဲသူနဲ့ကိုနဲ့ကန်ကန်နှစ်ယောက်ကကန်ဆက်ပါတယ်အဲနှစ်ယောက်ပေါင်းဆက်လက်တဲ့အချိန်ကြာမှာပဲဆက်စားရအဆင်ပြေလာတယ်ပေါ့နော် သူကရတော့အဲ့လိုမျိုးသူကအမှုပညာအရန်ချစ်တာပေါ့နော်သူစပြီးတော့သူကသူ့ရဲ့ဖြစ်တည်မှုကကြတော့အမှုပညာဘဲဒီဇိုင်းမမတ်နဲ့အမှုပညာကိုပဲသူကအရန်ချစ်အဲ့ဒါကိုပဲဟိုဘယ်လိုပြောမလဲစိတ်ဝင်စားတာပေါ့နော်အဲ့ဆိုတခါတလေကြလို့ရှင်သူသူ့ကိုလည်းအဲ့ဒီအမှုပညာကိုပဲဟိုကောင်းကောင်းမွန်မွန်အဲ့လိုမျိုးပေါ့နော်ဟိုအဲ့လိုမျိုး လိုပြောမလဲ stress ကင်းကင်းနဲ့ပဲနင်းရလဲလှုပ်စေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ तू ကဒါ ਉਹ ပဲအရန်ဟိုလေဟိုစိတ်စိတ်ပါဝင်စားတာဆိုတော့လေအဲတခါလေကြာလို့ရှိရင်လဲအဲ့လိုမျိုးပေါ့နော် ရှိပါတယ်အဲဒီလိုပေါ့နော်လူဆိုတော့အများတန်းတော့ဟို okay နေတယ်ဆိုတော့မရှိပေါ့နော်အဲ့လိုမျိုးခါကြာလို့ရှိရင်လဲကိုကဟိုရှော့ပေးတင်တာဆိုရှော့ပေးလိုက်တာပေါ့နော်တခါလေကြာလို့ရှိရင်လဲပြိုင်ညင်းတင်တာဆိုညင်းကြတာပေါ့အဲ့လိုအော် သူကကြတော့လေဟုတ်တယ်ခလေးတွေကိုအရန်ချစ်တတ်တာသူချစ်တာကကြတော့ဟိုမေမေလိုချစ်တာသူကဟုတ်မေမေချစ်တာသူကကြတော့အရန်ကြောင်းနေအဲ့လိုမျိုးပေါ့နော်သူကယောက်ျားဆန်တယ်ကျွန်တော်ကမိန်းမဆန်ဘာလို့ဒီမှာတာသမီးတွေကိုသူကကြောက်ကြန်နေအကိုက်တွေကျွန်တော်ကကြတော့ခလေးတွေကိုပို့ပြီးတော့မိခင်လိုဖြစ်နေအဲ့လိုအဲ့လိုအရန်လိုက်သူကအရန်ချစ်တော့လေ သူကအဲ့လိုမျိုးအမြဲတမ်းပဲသူကဒေါသမထွက်တတ်ဘူးလေမထွက်တတ်ဘဲနဲ့အေးစစ်စစ်ပဲဖြစ်ရှင်းတတ်တာလေအဲ့ဆိုကို့ဆိုလို့ရှိရင်ကို့ကသာဒေါသထွက်ရင်ထွက်တာကို့အဲ့လိုမျိုးဒေါသတကြီးပြောရင်မကြိုက်ဘူးအဲ့ဆိုသူကသူကနုနုညံ့ညံ့လေးပြောရင်ကို့ကကြိုက်တာပေါ့နော်အဲ့တော့အမှတ်အဲအမှတ်ရသွားတာပေါ့သူကလေအဲ့လိုမျိုးပေါ့နော်ကို့ကရေရေပေါင်းရမှာဆိုတော့လေအမ်ဟိုအခုမှဟိုကို့ကိုလည်းဦးစားပေးစီခြင်းနဲ့နောက်ပြီးတော့ သူကတခုခုဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကိုယ်ကိုယ့်ရဲ့ဆန္ဒကိုပေါ့နော်ကိုကဘာဘာဘာလို့ရင်ကောင်းမလဲပေါ့နော်သူကအဲ့လိုမျိုးအဲကိုယ်တိုင်မင်တာကိုလည်းကြိုက်တယ်နောက်ပြီးတော့အဲ့လိုမျိုးအတော့စားကင်းတာပေါ့နော်နောက်ပြီးကြာရင်ဟိုဘယ်သွားသွားအတူတူသွားခြင်းလဲအဲအတူတူသွားခြင်းလဲအခုလည်းအတူတူသွားတယ်ပေါ့နော်အဲ့လိုမျိုးအများကြီးပဲပေါ့နော်အဲ့လိုမျိုးကြိုက်ဖို့ဆိုတာကလေဟိုလိုက်ရှာတာမတွေ့သူနဲ့ကြာတာနည်းနည်းပေါ့နော်ဟိုအဲ ပြီးပြည့်စုံတာတော့မဟုတ်ဘူးတချို့တချို့ဥစ္စာလေးတွေကခွင့်လွှတ်လို့ရတဲ့ဥစ္စာလေးတွေတော့ရှိရဲအအများအများကြီးအများဆုံးတော့နှီးစက်တယ်ပေါ့နော်အဲအကြောင်းမို့ချောင်းမြောင်းကရွေးချယ်လိုက်တာပေါ့ဘာလို့တခုတော့ကန်ကောင်းနေစရာလေအမြဲတမ်းပေါ့နော်တချို့တော့အမြဲဟိုစုံတွဲအိမ်အောင်ရှင်နေဆိုလို့ရှင် အလုတ်ကမတူလေနော်အဲမျိုးတာဟိုမျိုးသမီးကတခုပေါ့တချို့ကြတော့လေဟိုတခြားနိုင်ငံရခြားသူနဲ့ကိုယ်နဲ့အမြဲလို့အတူရှိတာ ဲ့တော့အင်တောင်သက်အခုဆက်ကုန်နေပေါ့နော်အမြင်နဲ့အတူတူပဲရှိတယ်တော်တော်လေးကိုအတူမရှိတဲ့အချိန်တော့တော်ရှားပါပဲမထားပါတော့ယောက်ျားလေးအင်တာလည်းတော့လိုက်လို့မရဘူးနော်မင်းလည်းကြားလဲကြည့်ပါလိုက်ပါဘာလို့မလိုက်ပါမဥပမာသူကမခေါ်ကြတယ်မို့သူကလိုက်လို့ရရင်လိုက်ချင်သေးတာဒါလို့အနေထားအဲ့လိုပြောပြအချက်တွေထဲမှာကိုရွေးချက်မဲ့အမျိုးသားတစ်ခါမှ exam ထားဘူးပါဘူးလားအဲ့ချက်ကောအဲဟဲအဲ့တော့သူအဲ့ချက်ပါတယ်ဒါပေမဲ့ကျွန်တော်ကမစွန်ဘူး ဆိုတော့အဲ့ချက်နဲ့ကြိုက်သွားတာအဲ့ချက်နဲ့ကြိုက်သွားဟောဘယ်လိုလဲဆိုတော့အဲ့လိုမျိုးပေါ့နော်ကိုကောင်းတာလေးတွေပဲကိုလူကျင်တာပေါ့နော်လူကျင်တဲ့ခါကျတော့အဲ့ဆန်နှုံးနဲ့အတက်နိုင်ဆုံးကြိုက်တဲ့လူကို choice လုပ်တာပေါ့နော်အဲ့မှာ तू ကကန်ကောင်းထောက်မှဆိုတာအဲ့အဲ့လိုကလည်း Facebook မပေါ်သေးဘူး ပေါ်ကျွန်တော်လည်းသူပြောတယ်ဘာသာ Facebook မပေါ်သေးတော့ Facebook လို့ပြောအဲဖွယ်ရနေရသေးဘူးလေသူ့ပဲမြင်လို့တော့သူ့ပဲပြန်ဒီဘက်ခေတ်လို့ဖွယ်ရနေရပြီဆိုရင်တော့ကျွန်တော်လည်းစဉ်းစားမှာပေါ့။ဟာအလောက်တိနေလန်းတာမရဘူးဒိုးလိုက်တော့ဘယ်နှစ်တောင်နေလိုက်ရလဲ။မကြတယ်တော်တော်ကြာတယ်။ကျွန်တော်ဟိုပေါ့6နှစ်ကြာပါဘူး။အ3နှစ်3မှတကယ်3နှစ်3မှပဲလေနော်။အဲသူစီကအဲ့ဒါလည်းခဏခဏပြောဦးပါတယ်။ဒါကုလည်းဖြတ်ဖြတ်ပြောလိုက်။ဘာသာ6နှစ်ကြာမှသူစီကဖြေရတယ်။ ကွာကွာတူအားတန်းတန်းဆွဲပေါ့ဒါမဲ့အဲ့တော့ Facebook မပေါ်သေးလို့အရင်ခေတ်ကဆန်အရင်ခေတ်ကဆန်တုန်းနဲ့ဒီခေတ်ကျွန်တော်ဒါလေးခေတ်ကိုပြန်ပြောလိုက်သူတို့ကလုံးဝတကယ်ကျွန်တော်လူတုလူဆန်းပေါ့နော်တုတ္တဆွဲစုံနေရလူတုလူဆန်းဖြစ်နေမှာပေါ့နော်ဒါမဲ့ဒါကတော့ကျွန်တော်တို့ခေတ်ကဖြစ်တည်မှုပေါ့နော်ဒါမဲ့ဒီဘက်ခေတ်မှာလည်းမရှိဘူးလားရှိပါလေတယောက်နဲ့တယောက်ချင်းဟိုတယောက်ကိုတယောက်လေ့လာတာဘာညာတော့ရှိကြပါဒါမှမဟုတ်လို့ကျွန်တော်ကဒါဒီဘက်ခေတ်လူငယ်ဆိုတော့အာကျွန်တော်ကလုံးဝစောကြည့်ပဲဖြစ်နေတယ် ်မဆိုလို့ကိုကိုကိုရဲ့ live လေးကိုတားပြီးပြရတဲ့ခါကျရောဆယ်ကျော်တဲ့ရေဆိုင်လာတားလေးစီကဘလို့ပြန်ပြီးတော့ဘလို့ပြန်ပြောရမျိုးကြားရတယ်တတာတော့ပြောရင်အေးတဲ့ဒီခေတ်မှာတော့မရှိတော့ဘူးတဲ့ဒါပေမဲ့အတက်နိုင်ဆုံးတော့သူပေါ့နော်ဟိုမေမေအတက်နိုင်ဆုံးတော့တဲ့မေမေတို့လူမျိုးတော့ဖြစ်အောင်တော့သူဟို choice လုပ်မှာပါပေါ့နော်အဲအဲ့လိုမျိုးတော့ပြောပါတယ် ော့အခုမင်္ဂလာတန်း18နှစ်ဟာ18ပြည့်ရောမှာပေါ့နော်ဟုတ်ပါပြည့်အောင်အဲ့ဆိုအနည်း20လို့ဘာလို့ကြာရင်အဲ့လိုလေအမှတ်တရအဲ့လိုမင်္ဂလာပွဲပြန်လုပ်ချင်တဲ့ဆက်နံမျိုးတွေပါရောရှိလားဒီဘက်ကဒီဘက်ကအဲ့လိုပေါ့နော်ဟိုအအမှတ်အမှတ်တရတခုတော့လုတ်ဖြစ်မှာပါဒီလိုမျိုးကြီးတော့လေဒီဘက်ကမင်္ဂလာဆောင်တဲ့ပုံစံကြီးအတော် ပြင်းမှန်းနေနော်ဟောကုံကြစီတယ်ဒါအားကြီးတယ်အဲ့သူနဲ့တော့ပြောမိအထိုးတော်ဆော့ဆော့ဆောင်ခဲ့လို့ခုမှတော့တော်တော်ဆူရမှာလို့ရိုးရိုးတန်းတန်းသူနဲ့ကိုယ်နဲ့ဆောင်တဲ့ခေတုံးတော့မှကျွန်တော်တော်တော်ဆူရတာနော်တော်တော်ဆူရတာ နှစ်လောက်ပတ်စံဆူရမင်္ဂလာတခါဆောင်းမို့လေအခုဒီဘက်ခေတ်လိုကုန်ကြစင်းနေသူတော်တော်ဆောင်းပြပါမို့တော့အဲ့တော့တော့ဒါကိုယ့်ရဲ့ချွေးနှဲစာနဲ့ပေါ့နော်ဒါသူ့ကိုလည်းအဲဟိုပါပေါ့အရင်မခံနိုင်တော့မှကို့အနေနဲ့ကိုနိုင်တဲ့ဝင်နဲ့အလက်စားလောက်ဆောင်းပေးခြင်းနဲ့ပေါ့အဲ့ဒါကြောင့်ပတ်စံဆူရမင်္ဂလာဆောင်းမို့ခုနှစ်နှစ်လောက်ကြာတာဆူဆူဆူပြီးတော့အပြီးတော့မှတကယ်တော့လေသူနဲ့ကိုနဲ့ကန်ကန်နှစ်ယောက်ကကန်ဆက်ပါတယ်အဲနှစ်ယောက်ပေါင်းဆက်လက်တဲ့အချိန်ကြာမှာပဲအစားစားရအဆင်ပြေလာတယ်ဗောနော် င်းတို့မိသားစုလေးကိုအခုလိုမျိုးပေးသက်ကချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့လည်းဒီတက်ဒီတက်ပို့ပြီးတော့ချစ်ချစ်ကြပါလို့အဲပေးသက်များများချစ်မှာအလင်းတို့ကအားရှိမှာဆိုတော့ဟုတ်ကဲ့ပါပါကျွန်တော်ကိုတစ်ပေါင်းများစွာပေါ့နော်အခုအဲဟဲလီယာနေဟူဦးဟဲဘဝရောက်တဲ့ ठी ကိုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းတချင်းကောင်းလေးပေါ့နော်ကျွန်တော်ကိုစွမ်းညံစွမ်းရှိသူတွေစူးစမ်းပြီးတော့ပြောကြချင်းတွေဖန်တီးပါအောင်မယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံး လို့ပြောရမယ်ဒီသတင်းချုပ်အချိန်ကားစာပြီးတော့နော်အသက်ရှင်ခြင်းကျန်းမာခြင်းချမ်းသာခြင်းလူရင်ဆန္ဒတွေအားလုံးပြည့်စုံပြီး e channel ပေါ်တွေပိုင်ဆိုင်ရရှိကြပါစေ။